အားလုံးပဲမင်္ဂလာပါတီချင်ရကြိုဆိုလိုက်ပါတယ်တီချင် channel လေးကတော့ great damage ရဲ့သင်ရိုးတွေကိုရှင်းပြထားတယ်ဗီဒီယိုလေးတွေကို တင်ပြနေတာဖြစ်ပါတယ်သူ့ရဲ့ playlist အလိုက်အလွယ်တကူကြည့်ရအောင်လဲတီချင်စီမံပေးထားပါတယ်ဒီဗီဒီယိုလေးမှာတော့ chapter 10 trigonometric နဲ့ဆိုင်တဲ့မေခွန်းလေးကိုတီချင်ရှင်းပြထားတာဖြစ်ပါတယ်ကြည့်ရအောင်နော် မင်္ဂလာပါ special အခမ်းရဲ့တန်ဖိုးတွေကိုသုံးပြီးတော့အဖြစ်ရှာတဲ့เนาะ20လေးတွေကိုရှင်းရှင်းမှဖြစ်ပါတယ်။ Big one က find the numerical value of cot to 45 degree plus or sin to 30 degree ဆိုတော့ဒီမှာဆိုရင်ကျေတော့เนาะတောက်ထက်တင်ထားတာလေးကိုတွေ့ရတယ်။ cot to 45ဆိုတာကเนาะ cot 45 degree သုံးထပ်ကိုပြောတာဖြစ်တယ်နော်ဒီလိုပဲ sin 30 degree ဆိုတာက sin 30 degree သုံးထပ်ကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒါလေးတွေ special angle တန်ဖိုးလေးတွေကိုထည့်ပြီးတွက်လိုက်အောင်ဆိုတော့တွက်တော့မယ်ဆိုတော့အခု teacher ဒီမှာဒီအဆင့်အရမထည့်လဲရပါတယ်နော်ခုတော့ teacher ဒီမှာသိအောင်တော့တစ်စိတ်ခံပေးထားတာဖြစ်တယ်445 degree the whole tube no plus 4 ဆိုင်ပါတီတီဂရီတဟုန်ကျဖြစ်ပါတယ်ဆိုတော့မှာ special angle ရဲ့တန်ဖိုးတွေဇာမှာကျွန်တော်ကြည့်လိုက်တဲ့အခါเนาะ cos 45 degree ဆိုတာက1အဲကြောင့်မလို့1တစ်သုံးထပ်ဆိုတော့လည်း1ပဲပေါ့เนาะเนาะ plus 4 sin 30 degree ဆိုတာက1/2အဲကြောင့်မလို့1/2သဟုတ်ကျပေါ့ဆိုတော့ equal to เนาะ1 plus 4 multiply 1 by 8ဖြစ်တယ်သူ့ကိုဒီချက်လိုအရင်ရှင်းရမှာပေါ့နော်အဲကြောင့်မို့လို့1 plus 1 by 2ဆိုတာလေးကိုရမယ်အဲ့တော့နောက်ဆုံးအဖြေလေးက1 1 by 2ဆိုတဲ့အဖြေလေးကိုရပါတယ်အဲ့တော့ special angle တာမိုးတွေသာသိမယ်ဆိုရင်ဒီအဖြေလေးတွေတွေ့ရတာလွယ်ပါတယ်နော်ဒါကြောင့်မို့လို့ special angle ဒီမဖြစ်မနေသိရမယ်ဇာတ်လေးတစ်ခုဖြစ်တယ်နော်မင်္ဂလာပါ